တခါတော့ငါဘုန်းကြီးတို့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာရှင်မင်းသားဖြစ်ဒီအလောင်းတော်ရဲ့ဘဝဖြစ်စဉ်ကိုတမျိုးစီတမျိုးစီကောက်ပြီးတော့စဉ်းစားတဲ့အခါမှာစဉ်းစားဉဏ်တော်တော်ကြီးတယ်လို့ထင်တယ်အဲ့ဒီဘဝတုန်းကမင်းသားကလေးဖြစ်တဲ့အချိန်မှာတိုင်းသူပြည်သားတွေပါလုံးနေကြတော့လို့ဆိုတော့အဲနွားတို့ကြွယ်တို့မြင်းတို့စိတ်တို့ ဒါလို့အကောင်နေတတ်ဖြတ်ပြီးတော့ညောင်ပင်ကြီးစစ်ပင်ကြီးတပင်မှာရင့်နှက်ပူဇော်ကြတယ်။တဲနဲ့အားကိုကြတယ်။တတ်ဖြတ်ပြီးတော့လည်းရင့်နှက်ပူဇော်ကြတယ်။အဲ့တော့မင်းသားကလေးကစဉ်းစားတယ်။ဟာဒီလူတွေလုံပုံဟာမတရားဘူး။ဒီနတ်ကြီးကဒီအသားတွေကိုစားသလား။နတ်ဆိုတဲ့သူက ီးတော့ဒီအကောင်နေတတ်တော့ဒီအကောင်နေကအင်မတန်ကြောက်ကြောက်လန့်လန့်နဲ့သိချရတယ်။ဒါအပန်းခံရတဲ့သတ္တဝါတွေဘက်ကနေကြည့်တော့လေဒါမတရားဘူး။တခါအလုံးတိုင်းမူပြည်သားရဲ့ကူးကွယ်ရာဆိုတဲ့နတ်ကြီးကဒီအသားတွေကိုစားတဲ့ဆိုရင်လည်းသူလည်းမတရားဘူး။ပြောလောကကြီးကမတရားတွေလုပ်နေတာပဲ။ ငါခုနေကမတရားတာတွေကိုမတရားပါဘူးလို့ပြောရင်ငါစကားဟာခရင်ရောက်မှာမဟုတ်ဘူးနင်းနေအောင်တစ်ချိန်ကြမှာဒီမတရားတွေကိုငါတရားပဲဆွဲမယ်လို့မင်းသားကလေးအရွယ်ကလေးကစဉ်းစားပြီးတော့ဒီသစ်ပင်ကြီးစီမှာလာပြီးသူကဒူးထောက်ထူတောင်းတယ်လို့လို့တိုင်းသူပြည်သားတွေလာပြီးတော့ရှိခိုးကြပူဇော်ကြပါသကြပြီလို့ဆိုသူကလည်းလာတယ် သူကလည်းဒူးထောက်စိတ်ခိုးထူတောင်းတလို့လို့ဒါအမှန်တော့လူတွေကိုသူပြုမြင်ရင်လို့စဉ်းစားပြီးတော့အလုပ်လုပ်နေတာနောက်တော့ထုံးစံအတိုင်းပဲခမီးတော်နိုင်ရဆန်တော့သူ့ကိုရှင်ပြန်ပြောက်ကြရရောရှင်ပြန်ပြောက်တဲ့နေ့မှာသူဘာပြောတယ်လဲလို့ဆိုတော့အမှန်မင်းများလူကြီးမင်းများကျွန်ုပ်ရှင်ပြန်ဖြစ်တာဟာဘာကြောင့်ဖြစ်တယ်လို့ဆိုတာသိပါရဲ့လား မသိကြပါဘူးဒါဖြင့်တိုင်းမှုပြည်သားတို့ကိုးွယ်တဲ့သစ်ပင်ကြီးမှာသွားပြီးတော့ကျွန်ုပ်မကြမကြအဲပူဇော်ပြီးဆုတောင်းနေတာတော့မြင်ကြပါလိမ့်မယ်မြင်ကြပါတယ်တဲ့စီတုံကကျွန်ုပ်တောင်းဝန်ခံခဲ့တယ်အရှင်သမင်းကျွန်ုပ်အချိန်ရောက်တဲ့အခါရှင်ဘရင်ဖြစ်အောင်ရှင်းပြမစတော်မူပါ ရှင်းမြောက်မသာလို့ရှင်းမရင်ဖြစ်တဲ့အခါကြလို့ရှင်အရှင်းနာမင်းကိုကုသောပတ်တာပါမယ်လို့ကျွန်ုပ်အဲ့ဒီတုန်းကပဲတာဝန်ခံပြီးတော့ဆူတောင်းခဲ့တယ်ခုကျွန်ုပ်ရှင်းမြင်ဖြစ်ပြီရှင်းမြင်ဖြစ်တော့ကျွန်ုပ်နတ်မင်းကြီးထံမှာပူဇော်ဖို့ရန်တာဝန်ရှိနေပါတယ်ဒါကြောင့်တာဝန်အရာပူဇော်ရအောင်လေအသင်းလူကြီးမင်းများကတိုင်းသူပြည်သားတွေက ဒီကျွန်တော်ပူဇော်စရာဖြစ်တဲ့ပစ္စည်းကို ရှာပေးကြပါဘာဘာတုံးလို့ဆိုတော့ဒုံမေတ္တာနံဘာသေနာယဉ်ညောမေဥပါယာစီတောဣဒာနိခောဟံယသိတာမိဘဟုအတ္တမိကောဇနောဒုံမေတ္တာနံပညာမဲ့သူလူပြင်းတို့ဤသဟသေနာတထောင်ဖြင့်ပုံပြင်းဖြစ်လို့ရှိရင်လူမိုက်ပေါင်းတထောင်ရဲ့လေကြောင်းတွင်းနဲ့ပူဇော်ပါမယ်လို့ တိုင်းသူပြည်သားတွေကတော့အဲနွားတွေစိတ်တွေကြွဲတွေရဲ့သွေးနဲ့ပူဆော်တဲ့ကျုပ်ကလူမိုက်တို့ရဲ့သွေးနဲ့ပူဆော်ခြင်းတယ်ပူဆော်မယ်လို့ဝန်ခံခဲ့တယ်။ဒါကြောင့်အရှင်နတ်မင်းကြီးပူဆော်ဖို့ရန်အသင်းသူကြီးများကလူမိုက်ပေါင်းတစ်ထောင်ကြာပေးပါလူမိုက်ဆိုတာဘယ်လိုလူတွေပါလို့ဆိုတော့အိုးသူများအသက်တွေတတ်နေတဲ့သူတွေကလူမိုက်ပေါ့ သူများဥစ္စာတွေမတရားယူတယ်ခိုးတယ်စိုက်တယ်ဆိုတဲ့သူတွေလူမိုက်ပေါ့နဲ့အဲ့လိုသီလဘက်ကကြားအောင်ပြီးတော့ပြောတာပဲတန်းတဲ့လူကြီးတွေငြိမ်ပြီးတော့စိတ်ထန့်တွေးပြီးတော့ကောင်းပါပြီကြာပါမယ်လို့ဒီလိုသာဝန်ခံသွားတယ်သူတို့စိတ်ထန့်အမတန်အဲ့ဒါအာမေယပါမေယပေါ့လေသူတို့ဖြစ်နေဖြစ်နေပြီးတဲ့နောက်တိုင်းမှုပြည်သားတွေကိုစိုက်ရစိုက်ရပြောတယ်ဟဲ့ရင်းတရားကလေးကလူမိုက်တစ်ထောင်လိုချင်းနေတဲ့ မျက်နှာပူဇော်ဖို့ရန်လူမိုက်တတောင်လိုခြင်းနေတဲ့သူ့အသက်တတ်တဲ့သူများလူမိုက်တဲ့မောင်တို့ထွေတဲ့မျိုးတွေကပြင်ဟေးမလုကြပါနဲ့မောင်တို့သာမတရားယူတဲ့သူခိုးတဲ့သူတွေလူမိုက်တဲ့မောင်မျက်နှာကလေးကလူမိုက်တထောင်တောင်လိုခြင်းနဲ့တို့အမျိုးတွေကမကြည့်ကြနဲ့နော်သူသားအင်ညာပြင်မှားတဲ့သူတွေလူမိုက်တဲ့ဟေးအဲ့ဒါလို့သတိရပြင်သီလတွေပြတ်တဲ့သူတွေကိုလူမိုက်သေးလူမိုက်သေးလို့ပြောတော့ ဒီအမကြီးရဲ့ဆွေတွေမျိုးတွေကလူမိုက်တွေမရှိအောင်သူကကြိုးစားအေးမင်းတရားကလေးကနော်လူမိုက်တစ်ထောင်စုနေတာတို့မျိုးတွေကမပါရစီနဲ့ဟဲ့ဟိုအမကြီးကလည်းသူတို့မျိုးတွေကလူမိုက်မပါအောင်စုအဲ့ဒီသူတို့အမျိုးတွေက လူတွေကလည်းသူတို့မိတ်ဆွေတွေဟဲ့တို့သူမျိုးအမကြီးကပြောတယ်မောင် လူမိုက်တစ်ထောင်မင်းကလေးကရှားနေတယ် တို့မိတ်ဆွေများတို့ကလူမိုက်ထဲမှာပါကြပါနဲ့ဆိုပြီးတော့သီလတွေပြောကြပြန်ရော့အဲ့ဒါဟာနဲ့လေမကြာခင်ပဲတတိုင်းလုံးတပြည်လုံးဟာသီလဆောင်ထင်းပြီးတော့ရင့်နှပူဇော်တဲ့ကိစ္စတွေပါပြောင်းပြီးတော့လူကောင်းလူကောင်းတွေဖြစ်လာကြတယ်တဲ့ခွန်ကြီးကသဘောကျတယ်လေဘဒုကမမနှိမ့်ဆက်ရပဲနဲ့အားလုံးအလိုရှိတဲ့ကိစ္စကြီးစီအောင်စီမံတော်မူနိုင်ပါပြီတဲ့လို့ဒါကြောင့် လောကတာစရိယံတိုင်းသူပြည်သားလူအများကြုံငါချင်းကြံကြိုကိုအာထုတ်တော်မူခဲ့ပုံကို၎င်းလောကတာစရိယံကဘာသူကဘာသာလူအများဤတတ္တဝအများဤသံသာဘူယံချင်းကြံကြိုကိုအာထုတ်တော်မူခဲ့ပုံကို၎င်းတဲ့ကိုယ်စိတ်ကိုမျိုးတယ်မဟုတ်ဘူးတတိုင်းပြည်လုံးချမ်းသာအောင်လုပ်တာအဲ့ဒါမျိုးလောကတာစရိယတဲ့ဟိုဖျားအလောင်းလို့တတိုင်းပြည်လုံးမတတ်နိုင်ပေမဲ့တတ်နိုင်တယ်လို့ လောကတ္တသရိယာဆိုတာလိုက်ရမှာပေါ့